စိတ်ဝင်စားစရာသာမကအံ့အားသင့်စရာတွေနဲ့ပြည့်နှက်နေတဲ့ Eastern Hawk Nose Snake လို့ခေါ်တဲ့ Hawk Nose မွေအမျိုးအစားကြောင့်တကယ်လို့သင်ဟာမွေတွေရဲ့လျှွက်ဆန်းကျဲပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့ဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ကြည့်လိုက်ကြရအောင်ဒီတစ်ခါမှာတော့ပရိသတ်တွေကိုအံ့အားသင့်စေပြီးတော့ထူးခြားတဲ့တရုတ်ဆောင်စွမ်းရည်တွေလည်းရှိတယ်။ Eastern Hawknose Snake လို့ခေါ်တဲ့အရှေ့ပိုင်း Hawknose မျိုးအမျိုးအစားအကြောင်းကိုတင်ဆက်ပေးသွားပါမယ်။ ဒီ hognos မွေရမျိုးစားတွေကသူတို့ကိုအနေရပြုတ်ပွဲအတွက်ချိန်ချောက်ခံရတဲ့အချိန်မျိုးမှာကြီးမားတဲ့ cobra မွေအမျိုးစားတွေလိုခန္ဓာကိုယ်ကိုဖောင်းကားစေပြီးဥကောင်းကိုပြားချက်အောင်ပြုလုပ်ခါပါးစပ်ကိုအကျဲကြီးဟာပြီးတော့ရန်သူကို၆လက်နဲ့ပုံစံမျိုးနဲ့ drama ဆန်ဆန်တရုပ်ဆောင်ပြတတ်ကြပါတယ်ဒါအပြင် Hognose မွေတွေရဲ့ကာကွယ်ရေးနည်းလမ်းတွေဟာလည်းတခြားမွေတွေနဲ့မတူဘဲအလွန်ကိုထူးခြားလာပါတယ်။ပထမအဆင့်အနေနဲ့ချိန်ချောက်တဲ့အပြုမူကိုပြုလုပ်တတ်ကြပါတယ်။ ဟော့ဂနိုးစ်မွေတွေဟာသူတို့ကို အန္တရာယ်ရှိလာပြီလို့ခံစားရရင်သူတို့ရဲ့လေဘင်းနဲ့ဥကောင်းကိုဘေးဘက်ကိုကွဲဆန့်ပြီးကော်ဘရာမွေကြီးတွေလိုပုံစံမျိုးဖန်တီးကဟောက်တန်အတန်မျိုးစုံကိုလည်းပြင်းပြင်းထန်ထန်ပြုလုပ်တတ်ကြပါတယ်။ဒီလိုပုံစံတွေကြောင့်ပဲသူတို့ကို Separating Antar လို့လည်းခေါ်ကြပါသေးတယ်။ ဒါအပြင်သူတို့အတန်အနည်းရရှိလာတယ်လို့ယူဆရတဲ့အချိန်မျိုးမှာလည်းသူတို့ရဲ့ပါဇက်ကိုအကျယ်ကြီးဟပြပြီးတော့ချိန်ချောက်မှုပြုလုပ်တတ်ကြပေမယ့်ထူးခြားတာကတော့ Hognose မွေအကိုက်ခံရတဲ့ဆိုတဲ့ဖြစ်စဉ်ကအလွန်ကိုရှားပါပါတယ်။ဒုတိယအဆင့်အနေနဲ့ကတော့သူတို့ဟာတင်းကျင်အောင်ဆောင်တတ်ကြပါသေးတယ်။ပထမအဆင့်ချင်းချောင်းမှုကအလုံးမဖြစ်ဘူးဆိုရင်ဒီမွေဟာဟောလိဝုဒ်ဇက်ပုတ်မင်းသားတယောက်လို့တည်ခြင်းအောင်ဆောင်ခြင်းကိုစတင်ပြီးတော့လှုပ်ဆောင်ပါတော့တယ်။ ူတို့ကဘိုက်ကိုအပေါ်လှမ်းပြီးလူးလိမ့်နေတတ်ပါတယ်။ရှာကိုပါဆက်အပြင်ကို ထုတ်ထားပြီးသွေးဆင်းနေတာမျိုးမရှိဘဲတေဆုံးနေတဲ့ပုံစံမျိုးကိုလည်းဖန်တီးတတ်ပါတယ်။သူတို့ကိုပြန်လှမ်းပြီးမက်ပေးလိုက်ရင်တော့မဖြစ်နိုင်ဘူးငါတည်နေတာပါဆိုတဲ့ပုံစံမျိုးနဲ့ပြန်လှမ်းချပြီးတော့တေးချင်အောင်ပြန်ဆောင်နေအောင်မှလည်းဖြစ်ပါတယ်။ဒီအမူအရာကတော့ရန်သူဘက်ကိုဒီအကောင်ကအသေးနေပြီးမစားသင့်ဘူးလို့ထင်မှတ်သွားလောက်အောင်လှည့်စားလိုက်တာပဲဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတဲ့အချက်ကတော့ Hognose မွေးလေးမှာထူးခြားတဲ့နှာခေါင်းပြားပါရှိတာပါ။ဒီမွေးရဲ့နာမည်မှာပါတဲ့ Hognose ဝက်နှာခေါင်းဆိုတဲ့အတိုင်းပဲသူတို့ရဲ့နှာခေါင်းပြားဟာအပေါ်ဘက်ကိုအနှဲငယ်ကော့တက်နေပါတယ်။သူတို့ကဒီလိုကော့တက်နေတဲ့နှာခေါင်းပြားကိုမြေတူးဆွခြင်းရဲ့အတွက်အသုံးပြုကြပါတယ်။ တို့ရဲ့အဓိကအစားဖြစ်တဲ့ဖားတွေပြထားတွေကိုမြေကြီးထဲမှာရှာဖွေဖို့ဒါမှမဟုတ်တားကောင်တွေရဲ့တွင်းထဲကိုဝင်ရောက်ဖွေအတွက်ဒီနှာခေါင်းကို ပေါက်ချွန်းငယ်လေးလိုသုံးတတ်ကြပါတယ်။ဒီလိုထူးခြားတဲ့အစွမ်းရည်တွေနဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေပြည့်နှက်နေတဲ့ Hong Nose မွေတွေဟာအဆိပ်ရှိပါသလား။အရေးကြီးဆုံးသိထားတဲ့အချက်ကတော့ Hognose မွေတွေဟာတာမန်အားဖြင့်အနည်းမရှိတဲ့မွေတွေပဲဖြစ်ပါတယ်။သူတို့ကတော့အစိမ့်မရှိသောမွေတွေအဖြစ်သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့တတိကျကျပြောရရင်တော့သူတို့မှာနောက်ဖက်မှာအစိတ်သွားတွေရှိပြီးဖားတွေကိုမလုံနိုင်အောင်လှုပ်ဖို့သုံးတဲ့အလွန်ပြော့တဲ့အစိတ်တစ်မျိုးတော့ထုတ်လုပ်နိုင်ပါတယ်။ဒါပေမဲ့ဒီအစိတ်တွေဟာလူသားတွေအတွက်တော့လုံးဝအန္တရာယ်မရှိပါဘူး။သူတို့ရဲ့ချင်းချောက်မှုအန္တရာယ်တွေဟာရန်သူကိုမကြိုက်ပဲထွက်ပြေးအောင်လုပ်ဖို့သာရည်ရွယ်ပါတယ်။လူကိုကြိုက်ခဲခြင်းမရှိသလောက်လဲရှားပါလာပါတယ်။ ဒါကြောင့်မလို့အရှေ့ပိုင်း Hognose မွေတွေဟာသူတို့ရဲ့အထူးခြားစမ်းကြဲပြီးရေကျဉ်စရာကောင်းတဲ့ကာကွယ်ရေးနည်းလမ်းတွေကြောင့်တဘာဝလောကကြီးမှာအလွန်ကိုစိတ်ဝင်စားစရာကောင်းတဲ့တတ္တဝါတစ်ကောင်ပဲဖြစ်ပါတယ်။တကယ်လို့တင်ဟာအပြင်မှာတိုက်ဆိုင်စွာနဲ့ပဲသူတို့နဲ့တွဲဆောင်ခဲ့မယ်ဆိုရင်တော့စိုးရိမ်ပူပန်ခြင်းမရှိဘဲနဲ့သူတို့ရဲ့တရုပ်ဆောင်မှုတွေကိုအဝေးကနေကြည့်ရှုခန်းစားပြီးတဘာဝလောကရဲ့လှည့်စားမှုအနုပညာကိုတန်ဖိုးထားတတ်ဖို့ပဲလိုပါတယ်